ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်နှမများရှင်ရေလွှမ်းမှုမှုငလျင်မုံတိုင်းမိပေစတဲ့တဘာဝဘေးအန္တရာယ်များနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကြိုတင်ကာကွယ်ထားမှသာအပြည့်စည်အဆုံအရှုံနေပါမှာပဲဖြစ်ပါတယ်။ တဘာဝဘေးရန်တွေအများနဲ့တွေ့ကြုံရတဲ့အခါကြေးရွာအင်ဂျင်များဟာထိခိုက်ဆုံးရှုံးမှုနေပါနိုင်ပေမယ့်ခေတ်မီအထက်မြင့်တိုင်များနဲ့မြို့ပြအင်ယာများကတော့ထိခိုက်ဆုံးရှုံးနိုင်ခြင်းပိုမိုများပြားတာပဲဖြစ်ပါတယ်။ဒါကြောင့်မြို့ပြဘေးရန်တွေရောဘာရေးစီမံကိန်းများကို2012ခုနှစ်မှစတင်ပြီးမြန်မာနိုင်ငံစက်ချီနီအသင်းကစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့မှာရှိတဲ့အခြေခံပညာအကျောင်းများမှာကျောင်းသားကျောင်းသူများနဲ့ဆရာဆရာမများကိုတဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်လေ့ကျင့်သင်ကြားပေးနေသလို ိမိဒီကျန်းမ်းမှာအဲငလင်လောက်တာတော့ရေးကြည့်တာတော့ပေါ့နော် ပြီးတော့လူဖြစ်ခိုက်ထိခိုက်တန်ရရင်ဘယ်လိုမျိုးကုသပေးရမယ်လို့ဆိုတာတွေပါတမိသင်ခဲ့ရပါတယ်ကျန်းမ်းမှာတဘာဝဘေးရန်တွေချက်ချင်းနေသင်ကြားခဲ့ရပါတယ်တခြားပတ်တီစီနီတို့စွန့်နေခြင်းတို့ပါသင်ကြားခဲ့ရတမိနေဒီသင်တန်းတက်ရတဲ့တော့အိမ်သားတွေကိုလည်းထိခိုက်ချနိုင်ရရင်ပေါ့နော်ကိုတက်တလောက်လေးကုသပေးလို့ရတယ်ပြည်သူတွေအတွက်လည်းပတ်ဝန်းကျင်အတွက်တော့လည်းအဲ့လိုမျိုးကိုရှိမှဖြစ်တဲ့အတွက်ကြောင့်တမိကိုကူညီပေးလို့ရပါတယ် ပြည်သူကတော့အကျိုးရှိပါတယ်။ကလေးတွေကိုမသိတဲ့ကလေးတွေကိုအဲ့ဒါတင်ကြားပေးရတော့ကျွန်တော်ပြောပါတယ်။မိဘတွေတခုခုထိခိုက်ရှာနာပြီဆိုရင်တင်နန်းတက်ထားတဲ့သူကကုသပေးလို့ရပါတယ်။ဒီဒီနန်းသားရတာပျော်ရှင်ပါတယ်။ကျင်းညာလည်းကောင်းပါတယ်။ကိုယ်အတွက်လည်းအကျိုးရှိသလိုပေါ့နော်။ပဝန်းကျင်အတွက်ပြည်သူတွေအတွက်လည်းအကျိုးရှိပါတယ်လို့သူပြောချင်ပါတယ်။ရေရှားပါမှုကြောင့်တွေ့နေရတဲ့တကုံမျိုးသစ်တောင်ပိုင်းအတွက်ရေစင်များဆောက်လုပ်ပေးခြင်း ဝမ်းရောဂါဖြစ်ပွားမှုလျော့နည်းစေဖို့အတွက်ရင်လုံအိမ်သားများဆောက်လုပ်ပေးခြင်းအမှိုက်များစနစ်တကျစွန့်ပစ်နိုင်ဖို့အတွက်အမှိုက်ပုံးများထားရှိပေးခြင်းစတဲ့မြို့ပြဘေးအန္တရာယ်ရော့ပါးရေးစီမံကိန်းများကိုအကောင့်ထည့်ဖို့စောင်ရွက်နေတာကိုအခုလိုပဲတွေ့မြင်ခဲ့ရပါတယ်ရှင်အဲအမတို့မြန်မာနိုင်ငံချက်ချင်းနေအတင်းနဲ့အနေနဲ့ပေါ့နော်မြန်မာနိုင်ငံတနိုင်ငံလုံးမှာဘေးအန္တရာယ်ရော့ပါးရေးလုပ်ငန်းတွေကို မျိုးနယ်တိုင်းလိုလိုမှာဆောင်ရွက်နေကြပါတယ်ပေါ့ကျွန်တော်အဲ့တော့အဲ့လိုဆောင်ရွက်တဲ့အခါမှာအများအားဖြင့်ကတော့ကြေးရွာတွေမှာဆောင်ရွက်တာများပါတယ်အဲ့တော့ဒူဒူအခြေပြုပေးရတယ်ရော့ပါရေးဆိုပြီးတော့ကြေးရွာအစင်တွေမှာဆောင်ရွက်တာများတယ်ပေါ့မျိုးပေါ်မှာကတော့မရှိခဲ့ဘူးပေါ့2010လောက်တုန်းကတာချိလိမ့်မှာငလင်းလှုပ်လိုက်တယ်ငလင်းလှုပ်တဲ့အခါအဲ့မှာဟိုလူအသေးပြောက်တဲ့အနေချင်းရှိခဲ့တဲ့အစာဥတွေပြိုကျတယ်ပေါ့အဲ့တော့အမားတို့မြန်မာနိုင်ငံကြက်ချင်းနေအတင်းနေနဲ့စဉ်းစားပါတယ်ရှိမှာရန်ကုန်မန္တလေးလိုအထက်မြေအစာဦးတွေရှိတဲ့နေရာတွေမှာများငလင်းလုပ်ခဲ့ရင်အဲတော့ အဆုံးရှုံးနိုင်ချေမြို့ပေါ်မှာပုံများတယ်အဲ့တော့မြို့ပေါ်မှာလည်းအမားတို့အနေနဲ့ဘေးရန်တွေရောပါရေးလုပ်ငန်းလုပ်တင်တယ်ဆိုပြီးတော့ကြာအမားတို့စီမံချက်တွေရေးဆွဲပေးကြတော့ဒီလုပ်ငန်းကိုစတင်အကောင့်ထဲပေါ်တာပါအဲအများအပြားကတော့ဟိုတဘာဝဘေးရန်တွေရေမုံတိုင်းမီးရေလေကတော့ဒါကတော့ကြေးရောင်မှာမြို့ပေါ်မှာအတူတူခံစားရတယ်ပေါ့အဲ့တော့မြို့ပေါ်မှာကတော့ဟောတော့ခုနလိုတဘာဝဘေးရန်တွေရဲ့ထဲမှာမှာပေါ့နော်မြို့ပေါ်မှာကတော့တကယ်လို့ဖြစ်ခဲ့ပြီဆိုလို့ရှိရင်အထက်မြင့်အဆောက်အဦများတာရယ်လူနေထူထပ်တာရယ်ဒါကြောင့်မလို့ ဖြစ်ခဲ့ရင်ဆုံးဆုံးနိုင်စီပုံများတယ်ဒါတခြားပေါ့နောက်တစ်ချက်ကမြို့ပေါ်မှာကြတော့ road safety နဲ့ပတ်သက်ပြီးတော့ပေါ့နော် road accident အများဆုံးဖြစ်တဲ့နေရာဒီမြို့ပေါ်တွေမှာများတယ်ပေါ့အဲ့တော့နောက်တစ်ခါဒီမြို့ပေါ်တွေမှာကတ်တရားလမ်းတွေကိုအသုံးပြုတယ်ဒီလမ်းတွေကိုအသုံးပြုတဲ့အတွက်လမ်းအန်တွေပုံများတယ်ခလေးတွေလူတွေကလည်းဒီလမ်းကိုအသုံးတယ်ယင်တွေကလည်းဒီလမ်းကိုအသုံးတယ်ဒါကြောင့်မလို့လမ်းအန်တွေပုံများတယ်ပေါ့အဲနောက်တစ်ခုဒီမြို့ပေါ်မှာ ကျမ်းမာရေးပြဿနာပေါ့လူနေထူထက်တဲ့အတွက်ကျမ်းမာရေးပြဿနာကြီးလည်းများတယ်ပေါ့ဘေးရန်တွေအနေနဲ့စဉ်းစားမယ်ဆိုတော့အမားတို့ကကျမ်းမာရေးပြဿနာဟုတ်လည်းထည့်သွင်းစဉ်းစားပါလေမြို့ပြဘေးရန်တွေရောဘာရေးလုပ်ငန်းကိုအမားတို့ကဒီရက်ွက်တွေမှာအရင်ဆုံးပေါ့ဟိုရက်ွက်အုပ်ချုပ်ရေးမှုနဲ့အရင်ဆုံးအမားတို့လုပ်မဲ့လုပ်ငန်းတွေလာပြီးတော့ရှင်းပြတယ်ပြီးလို့ရှိရင်ပြည်သူလူထုကိုဟိုလှုံ့ဆော်တယ်ပေါ့ပြည်သူလူထုကိုစီယုံလှုံ့ဆော်တယ်အဲဒီတောင်ကုန်းမြို့နယ်မှာကတော့အဲဆဆချင်းသူတို့အတွက်ကအဓိကဖြစ်တဲ့ဘေးရန်တွေပေါ့နော်အဲတော့မိုးနည်းနည်းလေးရွာလိုက်တာနဲ့ ရေလွှမ်းမှုတယ်ပေါ့ရေလွှမ်းမှုတယ်ဆိုတာမှရေကအဲရေအိုင်မဲ့ကြတော့ရှုပ်နေပေါ်တည်ဖြစ်နေတယ်လမ်းသွားလို့မရအောင်ဖြစ်တယ်ခလေးတွေမှာလည်းကျောင်းသွားတဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးအန္တရာယ်ရှိတယ်ပေါ့နောက်တစ်ခါရင်တွေလည်းသွားလို့မရအောင်ပေါ့အဲ့လိုမျိုးဖြစ်တယ်ပေါ့ဆိုတော့အဲအရင်မြစ်ကိုကြီးလိုက်တဲ့ခါကြလို့ရှိရင်သူကရေကြီးရလာမကောင်းဘူး အဲရေစည်းရေလာမကောင်းတဲ့အပြင်အဲ့လိုရေလွမ်းမှုတဲ့အချိန်တိုင်းတောက်သုံးရေမရဘူးအဲ့ဒါဒီအဓိကပြဿနာဖြစ်နေတယ်အဲ့တော့တောက်သုံးရေမရတဲ့အခါမှာသူတို့အတွက်ကလည်းဘာဖြစ်လာလဲဆိုတော့ကျန်းမာရေးချိုတက်မှုတွေဖြစ်တယ်ပေါ့အဲ့လိုဆက်ဆွံ့ရနေတယ်ပေါ့အကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုအဲ့ဒါနဲ့ပထမဦးဆုံးမှာအမတို့ကရေတောက်သုံးရေရအောင်ပေါ့အမတို့ပေ980ကျော်ရှိတဲ့ဆက်ရည်တွင်တထွင်တူပေးပါတယ်ဒီရက်ပိုင်းမှာနောက်ထာသူတို့ရေပိုက်လိုင်းတွေတွေ့ပေးပါတယ်ဒီပိုင်လိုင်းတွေတွေ့ပြီးတဲ့အခါမှာစာတင်ကြောင်းကိုလည်းတွေ့ပြီးတယ်ပေါ့စာတင်ကြောင်းမှလည်းဒီလိုရေကောင်းရေသန်းရအောင်တွေ့ပြီးပါတယ် စာတင်ကြောင်းမှာလည်းဒါကျမအမားတို့ကဒီရက်ွက်ကိုရွေးလိုက်ပြီဆိုကြတဲ့ဒီရက်ွက်ထဲမှာရှိတဲ့အကြောင်းကလေးဟာကလေးတွေအများစုဒီမှာလာပြီးစူးစီးတဲ့နေရာဖြစ်နေတယ်ပေါ့အဲ့တော့ကလေးဆိုတော့အဲအကြောင်းသားဆိုတဲ့တဘာဝမနေ့ ရှင်းနိုင်ရနေပြီညနေ9:00အထိဒီကြောင်းထဲမှာအားလုံးကတစုတဝေးတည်းရှိနေတာအဲ့တော့ဒီကလေးတွေလည်းပေးရန်နေရခင်မို့လို့ရတယ်ပေါ့အဲ့တော့မအားတော့ကြောင်းချေပြူပေးရန်နေရောပါရီကိုပါတခါတည်းတွဲလုံလိုက်တယ်တွဲလုံလိုက်တဲ့အခါပရမအုံဆုံးဒီကလေးတွေကိုအမတို့ကချက်ချင်းနေတင်နေပေါ့အရှိအခြေခံရှေးဥပစုချင်းတင်နေပေးပါတယ်အခြေခံရှေးဥပစုချင်းတင်နေပြီးတဲ့အခါမှာတို့ကိုကြောင်းချေပြူပေးရန်နေရောပါရီတင်နေဆိုပြီးကြတော့ဒီကြောင်းသားလေးတွေကိုပဲဆက်ပြောကြတာကြောင်းသား30ကိုအရင်ဆုံးရွေးချယ်ပြောကြတော့တင်နေပေးလိုက်တယ်ပေးပြီးတဲ့အခါကျဒီကြောင်းသား30ကနေပြောကြတော့ကြောင်းတစ်ကြောင်းလုံးမှာရှိတဲ့ကလေးတွေကိုပေးရန်နေကြခဲ့ရင်ဘယ်လိုမျိုးလုံခြုံစွာ နဲ့လုံကြုံစိတ်ချရတဲ့နေရာကိုရွှေပြောင်းခေါ်ယူသွားမလဲဆိုတော့စနစ်ကိုသူတို့နဲ့အတူတူလေ့ကျင့်ပါတယ်အဲ့တော့ဒီစာတင်ကျောင်းထဲမှာရှိတဲ့ကလေးတွေကတော့သူတို့ကျောင်းထဲမှာရှိတဲ့မောင်လေးတွေညီမလေးတွေကိုအဲညီလေးတွေညီမလေးတွေအကုန်လုံးကိုဘေးလွရာကိုဘယ်လိုလမ်းကြောင်းနဲ့တည်သွားရမလဲအဲ့တော့ဘယ်နေရာမှာသူတို့စုရက်အနေနဲ့ထားရမလဲဆိုတာကိုအမားတို့ကသူတို့နဲ့အတူတူမြေပုံလေးဆွဲတယ်ပေါ့အဲ့တော့မြေပုံလေးဆွဲတဲ့အခါအဲ့ဒီမြေပုံလေးကိုကလေးတွေကလွရနေတယ်အဲ့ဒီမြေပုံကိုကြည့်ပြကြတော့ကလေးတွေဒီအဲဒီကလေးတွေကိုဘေးလွရာအတိုင်းသူတို့ ခေါ်ဆောင်သွားတယ်ပေါ့အဲ့တော့ဒါကတော့အမားတို့က school တွေ exercise အနေနဲ့တစ်လောက်နှစ်ကြိမ်တော့အမြဲတမ်းလေ့ကျင့်ပါတယ်အဲ့တော့ကျမတို့မြန်မာနိုင်ငံကြက်ချင်းတွေအသင်းအနေနဲ့လည်းဘေးရန်တွေရဲ့ရောဘာရဲ့လုပ်ငန်းတွေကိုတတ်နိုင်တဲ့ဘက်ကဆောင်ရွက်နေသလိုပေါ့နော်ကျမတို့ရဲ့အထောက်အပံ့မပါဘဲနဲ့လည်းအဲ့တော့ ကိုအစီအစဉ်နဲ့ကိုပြည်သူလူထုကမိမိအစီအစဉ်နဲ့မိ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 ရဲ့ရဲရွာလူထုကိုဒီလိုလုပ်ငန်းတွေကိုလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့က capacity building အနေနဲ့တော့သင်တန်းပေးလေ့ကျင့်မှုပေးတာမျိုးလေးတွေကိုမြို့နယ်ချက်ချင်းဒီအသင်းတွေနဲ့ဆက်သွယ်ပြီးတော့ဆောင်ရွက်နိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးဆောင်ရွက်ပေးခြင်းအပြင်အဲပြည်သူလူထု ကိုပြည်သူလူထုအရင်ကောင်းမယ်ပြီးလို့ရှိရင်နီးစပ်ရာပြည်သူလူထုကိုကူညီနိုင်မယ်အဲ့ဒီကနေတဆင့်ကျမတို့မြန်မာနိုင်ငံကြီးကဘေးရန်တွေနောက်မှာဘေးရန်တွေအကြရောက်ခဲ့သည်ရှိတော်လည်းပဲဘေးဒုက္ခခံစားမှုမူလကခံစားခဲ့ရတဲ့ပို့ပြီးတော့ကြတော့ရှော့ချနိုင်မှာပါလို့ကျွန်တော်တို့ဒီရက်ွက်အနေနဲ့ကတော့ ကျွန်တော်တို့ရေကြီးနှမြောက်တယ်နောက်တစ်ခုကရေကောင်းရေတန်းရရှိရအတွက်လိုအပ်တယ်ပေါ့နော်အဲ့ဒီဟာလေးတွေနဲ့အခက်အခဲရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒဘုံတောင်မှတ်97ရပ်ကွက်ကိုဟလာစီမံချက်ရပ်ကွက်ဆိုပြီးတော့တို့တတ်မှတ်ပြီးတော့မြန်မာနိုင်ငံချက်ချင်းနေအတင်းတဘောဘိဒုက္ခစီမံခံကိုဌာနအနေပြီးတော့လာရောက်ပြီးတော့ရပ်ကွက်ပြည်သူတွေနဲ့ကျွန်တော်တို့ရပ်ကွက်အောက်ချိုးပိုင်းရမ်းမြတ်ဖားကြီးအောက်ချိုးပိုင်းနဲ့လာရောက်တွေ့ဆုံတယ်တွေ့ဆုံပြီးတော့ကျွန်တော်တို့ရပ်ကွက်မှာ တဘာဝဘေးဒုက္ခဖြစ်ပေါ်လာရင်ဟာလားဘယ်လိုဆောင်ရွက်မယ်ဘယ်လိုဆောင်ရွက်ရမယ်ဆိုတော့အသိပညာပေးလေတို့တန်တန်းတွေကိုလည်းပေးပြီးတော့လာရောက်တွေ့ဆုံတယ်အဲ့မှာကျွန်တော်တို့ရက်ကွက်မှာရှိတဲ့လမ်းတိုင်းလမ်းတိုင်းကိုရေရရှိရေးအတွက်ဆိုပြီးတော့ရေငုတ်ကလေးတွေပေါ့နော်ရေငုတ်ရေပေးဝေးစက်ခန်းလေးတွေကိုကျွန်တော်တို့ငားနေရတယ်တို့ကပေးတယ်ပြီးတော့နောက်ဆိုရင်ကျွန်တော်တို့ရက်ကွက်အနေနဲ့ရေကြီးနေမျိုးမဖြစ်ပေါ်တော့ဘဲနဲ့ဟာလားကျမ်းမာရေးကောင်းမှုမျိုး ဒီဝမ်းပြဝမ်းလျှောတို့ဟုတ်လားတို့လုံတို့ကေးတို့ဖြစ်เสียဟုတ်လားမရှိတော့တဲ့အတွက်ရက်ွက်နေပြည်သူများကလည်းအားလုံးဝမ်းမန္တရာနဲ့ပေါ့နော်ဟိုပူပေါင်းပါဝင်ပြီးတော့ဒါကိုလည်းပဲကြည်နေနေရှိတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာ ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်မများရှင်အခုတင်ဆက်ပေးခဲ့တာကတော့မြို့ပြဘေးရန်ရဲ့ရောပါးရေးစီမံကိန်းများကိုမြန်မာနိုင်ငံစက်ချေနေတဲ့အတင်းကအကောင့်ထဲပေါ်ဆောင်ရွက်နေမှုများနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီစီစဉ်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်မများအားလုံးလေးတဘာဝဘေးရန်ရဲ့များကင်ဝေးပြီးအေးချမ်းသာယာသောဘဝများစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်